ကချင်ပြည်နယ်ဖားကန်းမြို့တွင်ရှမန်းနေ့ဇွန်လ16ရက်နေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်မှဗိုလ်မှူးတပါဝင်20ကျော်တေဆုံးခဲ့ကြောင်းစစ်အသင်းရှင်းပြများထံနေပြီးတော့သိရပါဗျာ။ နနက်9နာရီခန့်မှာစတင်ကဖာကတ်မော်စီစာကျင်းရွာဖရာကုံနဲ့မော်ဝန်းလေးရွာဘက်တို့မှာတိုက်ပွဲနှစ်နေရာဖြစ်ခဲ့ပြီးဖရာကုံမှစစ်ကောင်စီတပ်များတိုက်ခိုက်ရမှာစနိုက်ပါလက်ဖြောင်းတနက်နဲ့ပြစ်ခတ်မှုကြောင့်ဘုံမှုတူးတေဆုံးခဲ့ပြီးလူ20ကျော်တေဆုံးတယ်လို့ဖာကတ် KPDF ထံမှသိရပါဗျ။လက်ရှိတိုက်ပွဲအခြေအနေတွေကိုအတိအကျမပြောနိုင်သေးကြောင်း KPDF တာဝန်ရှိသူကပြောပါဗျ။စီးတဲ့နေရကျွန်တော်တို့အသေးစိတ်ပြောလို့မရလို့ပါ။ တို့ကအယောင်20ကျော်လောက်တော့ကျသွားတာပေါ့လို့အဆိုပါ KPD ရဲ့တာဝန်ကဆက်ပြီးတော့ပြောပါရယ်။မော်စီစာကျေးရွာနဲ့မော်ဝင်းလင်းရွာဘက်တို့မှာယမန်နေ့ကတနေကုန်တိုက်ပွဲဖြစ်ပြီးတော့မော်လဲ၃နိုင်ခန့်မှာတိုက်ပွဲပြီးဆုံးသွားခဲ့တယ်လို့ဒေသခံများကပြောပါရယ်။ KIA ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူကဖားကန်းတိုက်ပွဲဖြစ်ပွားမှုနဲ့စစ်ကောင်စီတပ်အကြမ်းဆုံးသတင်းတွေကြားပေမဲ့အသေးစိတ်အခြေအနေတွေကိုတော့မသိရသေးဘူးလို့ဆိုပါရယ်။ခိုင်မာတဲ့သတင်းတွေကတော့ပေးလာတာမျိုးမရှိသေးဘူးလို့ဘူမူကြီးနော်ဘူကပြောပါရယ်။ လုံးလုံးခင်းမှာ ရေသခန်းတစ်ခုကိုလည်းကျင်းတဲ့ပုံပုံတပ်ဖွဲ့တယ်ပေါ့နော်ဝန်ပြစ်လို့အနာမဒီမတ်ဘုံနာရီလင်းနာရီချင်းတော့မှာပဲဝဲဖြစ်တယ်တဲ့တနေကုန်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့်ဖျားကုန်းနီဝင်းကျင်ရှိဒေသခံအများစုနီးစပ်ရာကျေးရွာများသို့တင်းရှောင်ခဲ့ကြရတယ်လို့မြို့ကအမျိုးသားဒုထံမှသိရပါဗျာ ယနေ့နနက်မှာတိုက်ပွဲဖြစ်ပွားသံများညိမ့်တက်နေပြီးဖျားကုန်းအနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ဒေသခံများလွဲပြီးကြံနေတဲ့သူများနေရပြန်နေကြတယ်လို့အထက်ပါမျိုးကအမျိုးသားကဆက်ပြီးတော့ပြောပါရယ်ဖျားကုန်းအနီးဝန်းကျင်တော့ပြန်မနေရကြသေးဘူးကြံနေနေရတွေကတော့ပြန်နေကြပါပြီတကူကူဖြစ်လာရင်တော့အသိပြင်ထားကြတာပေါ့လို့ပြောပါရယ်ရမန်နေ့မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ မော်စီဆာရွာတွင်လက်နက်ကြီးများကြားရောက်ပောက်ကွဲခဲ့ပြီးတော့ဒေသခံတအူးသေဆုံးခဲ့တယ်လို့၅ဦးထပ်မင်းတရားရခဲ့ကြတယ်လို့သိရပါတယ်။ထို့ပြင်မော်ဝင်းလေးရွာဘက်ရှိဒေသခံတချို့လည်းလက်နက်ကြီးစတိမှန်တရားရခဲ့ပြီးသေဆုံးသူမရှိကြောင်း၎င်းကဆက်ပြီးတော့ပြောပါတယ်။ ကျောင်းစိန်အကျိုးစီးပွားများရှိနေတဲ့ဖားကံမှာစစ်ကောင်စီတပ်ကရာနဲ့ချီတဲ့အင်အားများထပ်ဖြည့်ပြီးတော့စစ်ကြောင်းထိုးနေတာကြောင့်မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီးတိုက်ပွဲတွင်းမှာတေဆုံးတဲ့ဒေသခံအရေးအတွက်မှလည်းနေစဉ်တိုးလျက်ရှိနေပါတယ်။မေလ29ရက်နေ့မှစတင်၍ဂျမန်နေ့ထိအစည်းအများရဖားကံမှာတေဆုံးမှုအရတား32ဦးခန့်ရှိလာပါတယ်။ ဖားကမျိုးနယ်ပြင်ကချင်ပြည်နယ်တွင်ရှိဝိုင်းမော်မျိုးတွင်လည်းချစ်ကောင်စီတပ်ကတိုက်ခိုက်လာသောကြောင့်နေတိုင်းထိတွေ့ပြစ်ခတ်မှုများရှိနေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးညိုဘူးကပြောပါရယ်။ဝိုင်းမော်ပတ်လေတိုက်ပွဲရှိတယ်။ဒါပေမဲ့တိုက်ပွဲအကြီးကြီးတွေချစ်ကြောင်ထိုးတဲ့တိုက်ပွဲတွေတော့မဟုတ်ပါဘူး။သူတို့စကန်းတွေကနေကျွန်တော်တို့ရှိတဲ့ဘက်ကိုထိုးလာပြီးမှပြန်ဆုတ်သွားတယ်။နေတိုင်းလို့လို့တော့ရှိပါတယ်လို့ပြောပါရယ်။ ဗမော်မြို့နယ်မှာလက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်မှုများမှလွဲ၍မြေပြင်တိုက်ပွဲများယခုရက်မှငြိမ်သက်နေတယ်လို့ခရိုင်ရင်ထားနေပြီးတော့သိရပါဗျ။ရှမ်းမြောင်းမှာ၁၀နှစ်ခွန်စစ်စင်ရေးကိုဦးဆောင်ခဲ့တဲ့မြောက်ပိုင်းမဟာမိတ်တုံးဘွဲကိုအပြစ်ရဖို့အတွက်တရုတ်ကအပြင်းထန်ဖိအားပေးခဲ့တယ်လို့ကချင်ပြည်နယ်တွင်မျိုးသွင်းတိုက်ပွဲများဆင်နွှဲနေတဲ့ခရိုင်အေကိုလည်းအပြစ်ရရန်တွန်းအားပေးနေတယ်လို့သိရပါဗျ။